ြန်ကြိုင်းဝင်ကြီးဌာနရဲ့2025ခုနှစ်မိုးရသည့်တပင်းစိုက်ပျိုးပွဲနဲ့ငါးမျိုးစိုက်ထည့်ပွဲကိုဇွန်လ23ရက်နေ့မနက်ပိုင်းကနေပြည်တော်တကုံမြို့မှာရှိတဲ့မြမတန်ရဲ့ရုံမြင့်တန်းချောင်းဝင်းတွင်မှာကျင်းပပါရယ်။ ရှေဦးစွာပြည်တော်စုဝင်ကြီးနဲ့အဖွဲ့အားမြမအတန်နဲ့ရုပ်မြင့်တန်းချောင်းဝင်းအတွင်းမှတီထောက်ကိုခွေတဲ့ဂျိုရှိခွင်ဖရာတို့တွားရောက်၍စီမီပန်းရေးချံတည်တည်များကက်လူကပြည်တော်စုဝင်ကြီးနဲ့ဇနီးတို့2021ခုနှစ်မှစိုက်ပျိုးခဲ့တဲ့မဟာဗောဓိညောင်ပင်ရှင်သန်ဖြစ်ထွန်းမှုအားပူဇော်ကြပါသည်။ အဲ့နောက်ပြည်တော်စုဝင်ကြီးဥမမအောင်တဲ့ဇနီးတာဝန်ရှိသူများဟာ2025ခုနှစ်ပြန်ကြိုင်းဝင်ကြီးဌာနမိုးရသည့်တပင်းဆိုင်ပြုတ်ပွဲကျင်းပမဲ့နေရာသို့ရောက်ရှိပြီးပြည်တော်စုဝင်ကြီးကအဖွဲ့အမှားစကားပြောကြားရမှအခုစီစဉ်ကျင်းပတဲ့ပြန်ကြိုင်းဝင်ကြီးဌာနရဲ့မိုးရသည့်တပင်းဆိုင်ပြုတ်ပွဲနဲ့ငါမျိုးဆိုင်ထည့်ပွဲကို၄ချိန်မြောက်အဖြစ်စီစဉ်ကျင်းပခြင်းဖြစ်ကြောင်းမြမအတန်ရဲ့ရုံးမြင့်တန်ကြားတရှိတဲ့နေပြည်တော်တကုံမြို့နယ်ဟာပူပြင်း၆သွေးတဲ့ဒေသမှာပါဝင်တဲ့အတွက်ပြန်ကြိုင်းဝင်ကြီးဌာနရဲ့တပင်းဆိုင်ပြုတ်ပွဲကိုမြမအတန် န်နေရုံမြင့်တန်းကြားပိုင်းမြင့်နေရာမှာလေးနှစ်ဆက်တာရွေးချယ်သတ်မှတ်ပြီးစီစဉ်ကျင်းပခြင်းဖြစ်ကြောင်းအခုလိုမျိုးတစ်ပင်တစ်တော်များကိုပြုစုပြုထောင်ထိမ့်သိမ်းလာတာနဲ့အမျှစိန်လန်းစုပြေတာယာလာပါပြီးရာသီဥမှတ်ကန်လာတာကိုမျက်မြေတွေ့မြေသိရှိကြပြီးဖြစ်ကြောင်းတစ်ပင်တစ်တော်များရဲ့အကျိုးကျေးဇူးနဲ့တန်ဖိုးကိုသိရှိနားလည်ပြီးပန်ဝင်းကျင်စိန်လန်းစုပြေစီရန်နဲ့တာယာလာပါစီရန်တဘာဝပန်ဝင်းကျင်ကောင်းမွန်စီအတွက်အထောက်အကူဖြစ်စေနိုင်ရန်ဂေယားစနစ်ကိုထိမ့်သိမ်းနိုင်စေရန်ဆိုတဲ့ရည်ရွယ်ချက်ကောင်းများနဲ့မိုးရသည့်တစ်ပင်စိုက်ပျိုး ုပွဲများကိုနိုင်ငံတော်အကြီးအကဲကိုယ်တိုင်ဦးဆောင်ပြီးနှင်းစင်ဆောင်ရွက်လျက်ရှိရမှာအခုနှစ်မိုးရသည်မှာနိုင်ငံပိုင်တက်တော်ဆိုင်ခင်းများအပါအဝင်တနိုင်ငံလုံးမှာပြိုးပင်ပေါင်း20တသက်မှ5ကိုတန်စိုက်ပျိုးတည်ထောင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းအခုကျင်းပတဲ့ပြန်ကြားရေးဝန်ကြီးဌာနရဲ့စတုထအကြိမ်တစ်ပင်စိုက်ပျိုးပွဲမှာတစ်ပင်ပြိုးပင်ပေါင်း1500နဲ့စိတ်တလုံးတရက်ပင်900စုစုပေါင်းတစ်ပင်ပြိုးပင်ပေါင်း2000စိုက်ပျိုးမှုနဲ့အတူငမြင့်ချင်းနဲ့ထိုင်းငကုံးမှာ ငါးသားပေါင်းကောင်းကြီး9000ကိုလည်းတဆက်သေးစိုက်ထည့်ပေးရမှာဖြစ်ကြောင်းပူနွေးကဘာတာစီရောက်ဖြေရှားတခုတော်ပြုစုဆိုတဲ့အတိုင်းရာသီဥတုပြောင်းလဲမှုလျှော့ချနိုင်ရတဲ့အတွက်တတော်များရဲ့အရေးပါမှုကိုသိရှိနားလည်ပြီးစိုက်ပျိုးတဲ့တစ်ပင်များရှင်းတန်းနိုင်စေရတဲ့အတွက်စင်စက်မပြတ်ပြုစုပြုထောင်ထိတ်သိမ့်ပေးကြရန်နဲ့ရှိပြီးဖြစ်တဲ့တဘာဝတော်ကြံတစ်ပင်များကိုလည်းအလုံးဝန်းကိုထိတ်သိမ့်ဆောင်ရွက်ပေးကြရန်တိုက်တွန်းပြောကြားပါရစေ။ အဲဒီနောက်ပြည်တော်စုဝင်ကြီးကပြန်ကြိုင်းဝင်ကြီးဌာနမှရှိတဲ့ဝင်ကြီးရုံးနဲ့ဌာနဆိုင်ရာများအလိုက်ပြုံးပင်များကိုခွဲဝေပေးရရန်အမြဲတမ်းအတွေ့ဝင်ညွှန်ကြားရေးမှူးချုပ်များနဲ့ဦးဆောင်ညွှန်ကြားရေးမှူးတို့ကလက်ခံရယူပါတယ်ဆလပီပြန်ကြိုင်းဝင်ကြီးဌာနရဲ့2025ခုနှစ်မိုးရသည့်တပည့်စိုက်ပျိုးပွဲအတွက် ပြိုးပင်များကိုတတော်စီးဌာနနေပြီးတော့ဩဒရတိရိခရိုင်ဦးစီးမှုဦးကျော်ကျော်အောင်က လွှဲပြောင်းပေးရရမြမတန်ရဲ့ရုံမြင့်တန်းကြားညွှန်ကြားရေးမှူးချုပ်ဦးရင်းနိုင်ကလက်ခံရယူပြီးစိုက်ပျိုးကြမယ်ဝန်တမ်းများအားဆက်လက်ခွဲဝေပေးရပါတယ်အဲ့နော်ပြည်တော်စုဝင်ကြီးဥမမအောင်နဲ့ဇနီးတို့ကဂန်းခေါ်ပင်ကိုဥဆောင်စိုက်ပျိုးပေးပါရယ် ဆက်လက်ပြီးပြည်ချိုင်းဝင်ကြီးဌာနအမြဲတမ်းအတွင်းဝင်ညွှန်ကြားမှုကြောင့်များဦးဆောင်ညွှန်ကြားရေးမှုနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများဝန်ထမ်းများနှင့်မိသားစုများကတစ်ပင်ပြိုးပင်များအားတမတ်နေရာများမှာတပြိုင်တည်းစိုက်ပျိုးရန်ပြည်တော်စုဝင်ကြီးဟာဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများစုပေါင်းတစ်ပင်စိုက်ပျိုးနေမှုအားလိုက်လံကြည့်ရှုအားပေးပါသည်။ အဲ့ဒီနောက်2025ခုနှစ်ပြန်ကြိုင်းဝင်ကြီးဌာနငါးမျိုးစိုက်ထည့်ပွဲကိုမြမတန်တဲ့ရုံးမြစ်တန်းချောင်းငါးကံမှာကျင်းပရောင်းပြည်တော်စုဝင်ကြီးနဲ့ဇနီးတို့ကငါးမျိုးများကိုဆက်လက်စိုက်ထည့်ပေးပါရစေ။ ဆက်လက်ပြီးမြမတန်ရဲ့ရုံမြင့်တန်ကြားမှာစိတ်အကောင်ရေ185ကောင်းမွေးမြူထားရှိမှုအလက်ကောင်း ဘဲကောင်ရေ366ကောင်မွေးမြူထားရှိမှုကလကောက်ကြီးစုအားပေးပါရယ် ပြန်ကြိုင်းဝင်ကြီးဌာနအနေနဲ့2022ခုနှစ်ကပထမအကြိမ်သစ်ပင်ဆိုင်ပြိုပွဲကျင်းပပြီးသစ်ပင်ပြိုပင်ပေါင်း1600 2023ခုနှစ်ဒုတိယအကြိမ်ကျင်းပခဲ့စဉ်သစ်ပင်ပြိုပင်ပေါင်း1400နဲ့စိတ်တလုံးတရက်ပြိုပင်625ပင်စုစုပေါင်းသစ်ပင်ပြိုပင်ပေါင်း2025ပင်2024ခုနှစ်ကတတိယအကြိမ်ကျင်းပခဲ့စဉ်သစ်ပင်ပြိုပင်1500နဲ့စိတ်တလုံးတရက်ပင်900စုစုပေါင်းသစ်ပင်ပြိုပင်ပေါင်း2000ဆိုင်ပြိုခဲ့ပြီး အခုကျင်းပတဲ့စထောက်ထအကြိမ်သစ်ပင်ဆိုင်ပြိုပွဲမှာ ်တစ်ပင်ပြိုပင်1500နဲ့စိတ်တလုံးတရက်ပင်900စုစုပေါင်းတစ်ပင်ပြိုပင်ပေါင်း2000စိုက်ပျိုးမှုနဲ့အတူငမြေချင်းကောင်ရီ2500နဲ့ထိုင်းငကုံးမငါးသားပေါက်ကောင်ရီ2500စုစုပေါင်းငါးသားပေါက်ကောင်ရီ9000စိုက်ထည့်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်။